အားလုံးပဲမင်္ဂလာပါရှင်။မစ်ချနာတရင်ချာနေရဲ့မေလာဆန်းရည်နေရီဒူစီစဉ်ကိုတင်ဆက်ပြရမှာဖြစ်ပါတယ်။မစ်ချနာဘက်ကလမ်းပိုင်းပေါ်ကတိုက်ပွဲတွေကြောင်းစစ်ပေးသိမ်းရှောင်လာကြတဲ့ဆစ်ဆောင်ဒေသခံတထောင်ကျော်အတွက်အစာအသောက်နေရာထိုင်ခင်းနဲ့အများသုံးအင်တာတွေလိုအပ်နေလို့သိရပါတယ်။ တော်ဆဆုချေအသက်80ပြည့်မွေးနဲ့အမတ်တရစူအိတ်ဒီဘတ်ဂျေဘရော့ဟင်တိုအထူးထုတ်လို့ရောင်းချမယ်လို့သိရပါရယ်ရန်ကုန်အဝေးတင်တက်ကတော့တတပေဒဌာနကကတိကတော်ဝင်ဝင်အောင်ဟာရခိုင်တပ်တော်အေအေနဲ့ပူးပေါင်းသွားတယ်လို့စစ်ကောင်စီကသတင်းထုတ်ပြန်ပါရယ်စားရတဲ့တဲ့နေကိုတင်ဆက်ပေးရမှာပါကျမတို့အစီအစဉ်သက်သူမင်းနေဖြစ်ပါရယ် အချင်းမင်းနဲ့မချနာဖက်ကလမ်းပိုင်းပေါ်ကတိုက်ပွဲတွေကြောင်းစစ်ပေးသိမ်းရှောင်လာကြတဲ့ဆစ်ရှောင်ဒေတာခံတထောင်ကျော်အတွက်အစာအတော့နေရာထိုင်ခင်းတဲ့အများသဝင်တာတွေလိုအပ်နေလို့သိရပါတယ်။ထရီဇာကတင်ဆက်ပေးမှာပါ။ဖကမြို့လွန်ခင်ကျေးရွာအုပ်စုမော်စီစာကျေးရွာကကချင်နစ်ချင်းခရယာတင်တော် KBC ဖျားကြောင်းမှာဆေးဆောင်လာကြတဲ့ဆေးဆောင်ဒေသခံတွေအတွက်အစားအသောက်နဲ့နေရာတိုင်းခင်းတွေလိုအပ်နေတယ်လို့ဆေးဆောင်ကူညီပေးနေတဲ့သူတို့ကမြင့်နာတဲ့တင်ကြနေကိုပြောပါရယ်။ကို နေတာကတော့ကျွန်တော်တို့ဖះเจ้าကစတင်เจ้าဆောင်တွေမှာအဆင်ပြေလို့နေကြတယ်အစားတောက်နေရာထိုင်ခင်းတွေလည်းခက်ခဲတယ်ငွေကြေးပိုင်းလည်းခက်ခဲတော့ပေါ့ရင်းနဲ့အိမ်သားတွေလည်းလိုအပ်နေတယ်နေတဲ့လူကြီးရင်းနဲ့ဖះเจ้าဝင်းကတည်တဲ့အတွက်ပေါ့မိုးစီစာ KBC ဖះเจ้าဝင်းမှာဖွင့်ထားတဲ့အတင်းတော်အခြေပြုเจ้าမြူရှာကျောင်းအတင်းတော်အခြေပြုမြူရှာကျောင်းចောင်းဆောင်မှာဆေးရှောင်တွေခလုံးနေကြတာဖြစ်ပြီးចောင်းဖွင့်ကာလာရောက်ရင်ဆေးရှောင်တွေအတွက်နေရာထိုင်ခင်းအခက်အခဲဖြစ်လာမှာကိုစိုးရိမ်နေတယ်လို့လည်းဆိုပါတယ်အထက်ပါဘုရားကျောင်းမှာ နှစ်ရာကျေးရွာချက်ကဆစ်ဆောင်ဒေတာခိုင်အိမ်ထောင်စု46စုလူဦးရေ166ဦးလာရောက်ဆစ်ဆောင်နေပြီးအမျိုးသမီးနဲ့ကလေးတွေများတယ်လို့သိရပါတယ်။မိုးရင်းကာလရောက်လာပြီဖြစ်တာကြောင့်မိုးစီစာဖျားအကြောင်းကဆစ်ဆောင်တွေအတွက်နေရာထိုင်ခင်းတွေနဲ့အများသောအိမ်သားတွေအရေးတကြီးလိုအပ်နေတယ်လို့လည်းဆိုပါတယ်။ မောစီစာတောင်ပေါ်ဘုံကြီးချောင်းမှာလည်းဆစ်ဆောင်လာရောက်ခလုံးနေကြတဲ့သူတွေရှိပြီးစာဝတ်နေရအတွက်ကုင္ကြီးထောက်ပမှုလူဝနေတယ်လို့ဂောပကသူဦးကမြင့်နာတဲ့တင်ချန်နေကိုပြောပါရယ်ဘယ်လိုလဲလို့ဟိုတော့လည်းတန်းကြည့်နေရတော့မရှိတော့မများဘူးကြီးရတယ်တော့မရပြေးနေပါတဲ့သူအဲ့ဒါဝင်နေပါပဲကြာကြာကြီးနဲ့ညဖြစ်လာရင်တော့တောင်းဝင်ရဆက်ဆက်ဖြစ်လာမှာ လက်ရှိအချိန်အထိတော့အမိုစီစာတောင်ပေါ်ဘုံကြီးကျောင်းမှာနှစ်ရာကျေးရွာကမိုစုပ်ကျေးရွာဘက်ကအလူရဲ52ဦးလာရောက်ခုံလုံးနေကြတယ်လို့သိရပါတယ်။ဖကမြူကကထန်ယံကတဲ့ထေဆန်ယံနမ်ဖြတ်ဆိုင်အောင်ဆိုင်တောင်စဘအမိုစီစာရှိဒီယံယူမာရှရောခနမောဖားပြင်တွေကဆစ်ဆောင်စကန်တွေမှာနှစ်ရာအချက်ပဲကျေးရွာတွေကဆစ်ဆောင်လာကြတဲ့လူဦးရဲ့1140ဦးရှိတယ်လို့သိရပါတယ်။ ဖကံပေမတက်လာနိုင်တဲ့ကမောဆုဆိုင်ပရာစဘောနဲ့နိုင်ရချေရွာကဈေးဆောင်ဒေတာခန်1233ဦးကတော်ထင်းမှာစစ်ပေးသိမ်းဆောင်နေကြတယ်လို့သိရပါတယ်။ဧပြီလ24ရက်နေ့ကလေးကမြချင်းနာဖကံလမ်းပိုင်းစစ်ကောင်စီအားစစ်ကြောင်းထိုးလာတဲ့အတွက်တိုက်ပွဲဖြစ်ပွားလာမှာကိုဆိုရင်နေတာကြောင့်သိမ်းဆောင်ခဲ့ကြတာဖြစ်ပါတယ်။စစ်ကောင်စီတပ်ကမြချင်းနာဖကန်လာအပြင်အင်ဒိုဘက်ကနေစစ်ကြောင်းအလုံးအရင်ထိုးလာကြတာဖြစ်ပြီး KNA KPDF ပူးပေါင်းတပ်တွေနဲ့တိုက်ပွဲပြင်းထန်နေပါတယ်။ ီဒီလူထုအနေနဲ့မိမိဒေတာမှာဖြစ်ပေါ်နေတဲ့တရင်ချောင်းရတွေကိုပေးဖို့ချင်နေဆိုရင်တော့မြစ်နာတရင်ချန်နေရဲ့ Messenger ကနေဖြစ်စေဖုန်းနံပါတ်3969633333တကိုဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါတယ်။ရန်ကုန်အဝေးတင်တက္ကသိုလ်တတဗေဒဌာနကကတိကတော်ဝင်ဝင်အောင်ဟာရခိုင်တပ်တော်အေအေနဲ့ပူးပေါင်းသွားတယ်လို့အာနာသိစ်ကောင်စီလောက်ခံတရင်စာကနေဒီကနေ့မေလ2ရက်နေ့မှာတရင်ထုတ်ပြန်လာပါတယ်။စောဆိုင်ကတင်ဆက်ပေးမှာပါ။ပြီးခဲ့တဲ့မေလ၈ရက်နေ့ကတော့မြင်းချန်ခရိုင်နထိုးကြီး PDF အဖွဲ့က ရန်ကုန်အဝေးတင်တက္ကသိုလ်ကကတိကတော်ဝင်းဝင်းအောင်ကိုမိတ်ချီလာမြို့နယ်မှာဖမ်းဆီးထားပြီးလိုအပ်တဲ့စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့ထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။အာနာတိန်စစ်ကောင်စီကတော့ကတိကတော်ဝင်းဝင်းအောင်ဟာငရင်ကြောင့်စာမေးပွဲပြန်ဖြေရမယ့်ကျောင်းသူကျောင်းသားတွေကိုတင်ကြားဖို့မိတ်ချီလာတက္ကသိုလ်ကိုမေလ၁ရက်နေ့ကရောက်ရှိလာပြီးတော့တင်ကြားမှုတွေလုပ်ဆောင်ခဲ့ပြီးမေလ9ရက်နေ့မှာစာတင်ကြားမှုကနေအကြောင်းမဲ့ပြက်ကွက်ခဲ့တယ်လို့ဝါဒဖြန့်တဲ့တင်စာကတဆင်ဖော်ပြထားပါတယ်။ နောက်ဆက်တွဲစုံစမ်းမှုတွေအရတော်ဝင်းဝင်းအောင်ဟာ AA အဖွဲ့နဲ့ဂျိုတင်ဂျန်စီဆက်တွဲမှုတွေရယူခဲ့ပြီးတော့မေလ9ရက်နေ့မှာ PDF အဖွဲ့တွေနဲ့ချိတ်ဆက်ပြီးဆလင်းကြီးမြို့နယ်ကြားသက်ခြေဝါကိုတွားရောက်ကာ အဲ့ဒီကသဆင် AA အဖွဲ့နဲ့ချိတ်ဆက်ပြီး AA အခြေပြုရာနယ်မြေအတွင်းကပညာရေးဆိုင်ရာလုပ်ငန်းတွေမှာပူးပေါင်းကူညီဆောင်ရွက်ဖို့ကြိုတင်ရည်ရွယ်ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့စစ်ကောင်စီကဆိုပါတယ်။ကတိကတော်ဝင်းဝင်းအောင်ဟာရခိုင်ပြည်နယ်စစ်သွေးမြို့မှာမွေးဖွားတဲ့ရခိုင်လူမျိုးတယောက်ဖြစ်ပြီးတော့တငယ်သားအနေနဲ့ဘွယ်ရတဲ့အထိစစ်သွေးမှာပညာသင်ကြားခဲ့တယ်လို့တက္ကသိုလ်တွေမှာနီးပြဆရာမအဖြစ်တာဝန်မထမ်းဆောင်ခင်ရလဲစစ်သွေးမြို့ကအခြေခံပညာကျောင်းတွေမှာမူလတန်းပြအလဲတန်းပြဆရာမအဖြစ်တာဝန်ထမ်းဆောင်သူဖြစ်တယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။ ထောင်ဆန်းစုချီနေအတူ B2A တသားလေးရှိနေဆိုတာကိုသိစေချင်တာကြောင့်လာမယ့်ဇွန်လ19ရက်နေ့မှာကြာရောက်မယ်သူ့ရဲ့အသက်80ပြည့်မွေးနေ့အမှတ်တရအနေနဲ့ SU80 Birthday Promotion ထိုးကို AMDM Australia Humanitarian Aid for Burma ကမွေးနေ့အမိအထူးထုတ်လုပ်ရောင်းချတော်မှာဖြစ်တယ်လို့သိရပါတယ်။ Australia နိုင်ငံကနေတဆင်မြန်မာနိုင်ငံအပါအဝင်နိုင်ငံအနှံ့ပြောင်းရောင်းချတော်မှာဖြစ်ပြီးလက်တလောအထူးတော့ Singapore, Malaysia, Thai, Australia, UK, Germany, Norway ကိုရီးယားနဲ့ UAE စတဲ့နိုင်ငံတွေကမှယူကြတယ်လို့သိရပါတယ်။ရှင်တို့ရဲ့နောက်မှာ Use Your Liberty to Promote Ours on Sensuchi ကျွန်တော်တို့ရဲ့လူလက်ခွင့်ကိုအသုံးချပါဆိုရဲဒေါ်ဆန်စုကြည်ရဲ့အဆိုအမိန်ကိုရေးထိုးထားပါတယ်။အဲ့ဒီအတိုင်းပဲကိုယ့်ရဲ့ဟိုပါပေါ့နော်အာ freedom တွေလွတ်လပ်ခွင့်တွေအဲ့ဒါတွေအတွက်ကိုအာကျွန်တော်တို့မှာအမှောင်ကျနေတဲ့မိဟုံးတောင်းနေတဲ့ပြည်သူတွေဒုက္ခရောက်နေတဲ့ကျွန်တော်တို့ရဲ့မြန်မာပြည်ကြီးကိုအာဝိုင်းပြီးတော့ promote လုပ်ပေးကြပါအာကူညီကြပါခဲ့တင်ကြပါပေါ့နော်ဒီ message ကိုလည်းပေးချင်တာပေါ့ SUID birthday brush ကိုရင်ထိုးအဖြစ်အသုံးပြုလို့ရတယ်လို့လော်လီဆွဲအဖြစ်လဲဆွဲလို့ရတဲ့အပြင်နောက်တစ်မျိုးအနေနဲ့ brush with white display အနေနဲ့လည်းမန်ပေါင်တွင်အလားချိတ်ဆွဲထားလို့ရတဲ့ပုံစံနဲ့3 in 1ထုတ်လုပ်ထားတယ်လို့သိရပါတယ်ရောင်းချလို့ရရှိလာရင်ငွေတွေထိက SUID birthday brush ရင်ထိုးထုတ်လုပ်ကားတစ်ခုကို Australia dollar 20နဲ့ delivery fee ကုန်ကြောင်းငွေနှုတ်ပြီးအမြတ်ငွေစုစုပေါင်းကို စစ်ပေးဆောင်တွေမြေပြင်တပ်ရင်တပ်ဖွဲ့တွေရဲ့ဧကစေဝါနေလိုအပ်တာတွေအတွက်တိုက်ရိုက်ချောက်ပန့်ကူညီလူဒန်းသွားမယ်လို့ဆိုပါရယ် IDP တွေရှိဟိုကိုတချို့ကိုကျွန်တော်တို့အာထောက်ပံ့ပြန်သွားမယ်ပြီးတော့နှုတ်တော်လန်ရေးမှာကျွန်တော်တို့ဟောပါတော့ PDF တွေရှိတယ် local PDF တွေဟောပါတော့တိုက်ပွဲဝင်နေတဲ့အာတပည့်ပဲတိုက်ပွဲဝင်မစိုးပါတော့ကျွန်တော်တို့ PDF မှာမဟုတ်တိုင်ရင်သားအဖွဲ့တွေဟောပါတော့လောလောဆယ်ကျွန်တော်တို့ဟောပါ မွန်ဒေါ်လာရဲ့အဖွဲ့တွေကျွန်တော်တို့ ABSD ရဲ့ကျောင်းသားတက်မတော်အပါဝင်အရန်ကုန်တိုင်း PDF ပေါ့နော်ကျွန်တော်တို့ပဲအညာ data ဆိုစကိုင်းဘတ်တို့မန္တလေး PDF တို့အဲအဲ့လိုမျိုးကျွန်တော်တို့တက်နိုင်သလောက်ပေါ့အဒီဘတ်တွေကိုထောက်ပံ့သွားဖို့ဒါမြေပုံနဲ့အာ SUAD Birthday Project ပေါ့နော်ပထမအတော့အနေနဲ့မွေးနေ့အမီရင်ထိုးအခု900ကိုထုတ်လုပ်ဖြန့်ချီသွားမှာဖြစ်ပြီး SU80 birthday Brochure Golden Frame တစ်ခုကို Australia Dollar 100နဲ့အထူးမှယူနိုင်တယ်လို့ Sweet Tea Birthday Brochure White Display တစ်ခုကို Australia Dollar 60နဲ့အမှယူလို့လည်းရပြီးတော့ Sweet Tea Birthday Brooch with Black Bows နဲ့ UU ကတော့ Flyer မှာပါတဲ့ Prelis အတိုင်း Australia Dollar 50နဲ့မှယူနိုင်တယ်လို့သိရပါတယ်။ချားပင်တော်ဆန်းစုကြည်ရဲ့ပုံနဲ့အင်ချီဝစုံတွေ Jacket တွေပင်နေတိုက်ပုံတွေထုတ်လို့ရောင်းချတဲ့ Project လေးရှိပြီးတော့ အဲ့ဒီထဲရရှိလာတဲ့အမြတ်ငွေတွေကိုလည်းဆစ်ဆောင်တွေ CDM တွေနဲ့နေဦးတလိုင်းရဲ့အဖွဲ့တွေကိုလူသန်းသွားမှဖြစ်တယ်လို့သိရပါတယ်။မေစုဟိုကျမပြီးတော့အနေကင်းစင်းစွာနဲ့ရှိပါသေး။အာအမြန်ဆုံးနော်မတရားဖန်စီချုပ်နှောင်ချင်းချခံရတဲ့ဒီဒီဟိုဒီကနေအမြန်ဆုံးလွတ်မြောက်ပါစေ။အာကျွန်တော်တို့မေစုရဲ့ဆောင်းပုတ်လေးပေါ့နော် Freedom from Fear ပေါ့နော်။အဲဒီဒီဒီကအခုပြည်သူတွေကိုလဲပေါ့နော်အဓိကကတော့အာ ီ message လေးတွေကိုအဓိကပေးချင်တာပေါ့နော် real freedom is a, a freedom from fear ပေါ့နော်ဆိုတော့အဲကျွန်တော်မေစုကိုလည်းဒီ message ပေးချင်တယ်ကျွန်တော်တို့ပြည်သူတွေကိုလည်းဒီ message လေးတွေပေးချင်တယ်ပေါ့နော်အနာဒိနေနေရစာပေးလက်ရှိအချိန်အထိမတရားဖန်ဆီးခံတာရတဲ့ဒေါ်ဆန်းစုကြည်ရဲ့ဂျမိုင်းရဲ့အခြေအနေကိုမသိရှိရသလိုထပ်တလို့ဖြစ်ပေါ်ခဲ့တဲ့ငလင်ချောင်းတချို့အကြမ်းတောင်းတွေပြိုကျပျက်စီးသွားရဆိုတဲ့သတင်းတွေကြားရပေမဲ့ ဂျွန်ဆန်စုချီနဲ့နိုင်ငံရေးအကြံသားတွေရဲ့သတင်းတွေကိုမကြားသိရတဲ့အတွက်ဆိုရင်းနေရတယ်လို့လည်းဆိုပါရယ်ကမ်ပိန်းလုပ်ရတဲ့ရည်ရွယ်ချက်ဟာပြည်တွင်းပြည်ပမှာရောက်ရှိနေတဲ့မြန်မာနိုင်ငံကပြည်သူတွေအနေနဲ့ဂျွန်ဆန်စုချီကိုအမြင်တရရပြီးအများဆုံးလူမြောက်လာနိုင်ဖို့အတွက်စူးစမ်းနေကြောင်းဘယ်တော့မှမမေ့ကြောင်းနဲ့တသားသေးရှိနေဆိုတော့ကိုအဓိကပြချက်နဲ့အတွက်ဖြစ်တယ်လို့လည်းသိရပါရယ် ဆဲလိတ်တောက်ချင်းကြောင်ဂရင်းမာဘာရီဖြစ်စီတက်တယ်လေဆဲလိတ်တောက်ချင်းကြောင်ဂရင်းမာဘာရီဖြစ်စီတက်လဲဆိုရင်ဆဲလိတ်တောက်သူတွေအများစုကကျမရဲ့အတွက်မကောင်းမှန်းသိလဲတောက်နေစမြဲပဲမဟုတ်လားဆဲလိတ်တောက်ချင်းကကျမရဲ့အပြင်လူနေမှုပတ်ဝန်းကျင်ကိုပါထိခိုက်စေပါတယ်ဆဲလိတ်တောက်ချင်းကြောင်မိမိခရင်းမာဘာရီဖြစ်စီတက်လဲဆိုရင်အနံဆိုးများနဏီတက်ခြင်းတဖုံးပြဒနာများဖြစ်စီတက်ခြင်းပါးစပ်ထဲအဖြူရောင်အနာရီဖြစ်နေတက်ခြင်းသွားများပျက်စီးလာတက်ခြင်းသ ွားများဆုံးရှုံးရတတ်ခြင်းတဖုံးသွေးရည်မှုဖြစ်တတ်ခြင်းတဖုံးတွင်နာကျင်နေတတ်ခြင်းသွားတွေအယောင်ပြောင်းလာစေခြင်းရာသာခံမှုအားနည်းလာခြင်းအနာကျက်နှီးခွေးစေလာခြင်းသွားနှင့်သဖုံးတွေစီသွေးစီးဆင်းမှုနည်းစေလာခြင်း ခရင်းကင်ဆာဖြစ်စေနိုင်ခြင်းစတဲ့လက္ခဏာတွေကိုဖြစ်စေတတ်ပါတယ်။ဒါကြောင့်ဆေးလေးတောက်ချင်းကြောင့်ခရင်းပြဒနာကိုတက်တာစေဖို့ဆိုရင်သွားဖို့ပုံမှန်တစ်နေ့နှစ်ကြိမ်တိုက်ပြီးပါ။သွားဖို့တန်ကို3လတစ်ကြိမ်ပုံမှန်လဲလှယ်ပြီးပါ။6လတစ်ကြိမ်သွားတဲ့ခရင်းကိုပုံမှန်စစ်ဆေးမှုခံယူပြီးပါ။ PK ဝါပေးပါ။ရေများများတောက်ပြီးပါ။တက်နိုင်ရင်ဆေးလေးဖြတ်ပြီးပါ။စတဲ့နေ့တွေကခရင်းပြဒနာကိုတက်တာစေနိုင်ပြီးမြေဆေးလေးမတောက်တော့ဘူးဆိုရင် ခရင်းမှာသွေးစီးစင်းမှုက ောင်းစေပြီးအနာဖြစ်ခြင်း၊တောပြက်စီခြင်း၊အယောင်ပြောင်းခြင်း၊ခရင်အနံဆိုးခြင်းတွေကိုကင်းဝေးစေတဲ့အပြင်ကျန်းမာတဲ့သွားနဲ့ခရင်ကိုပိုင်ဆိုင်စေမှမို့ဆေးလိပ်တောက်ခြင်းကိုတတ်နိုင်သမျှဆေးလိပ်ကိုဖျက်ပါလို့မှားလိုက်ခြင်းပါတယ်။ဒီကနေ့သတင်းချနေရေရေဒီယိုအစီအစဉ်ကိုအပတ်စဉ်တင်လာနေရနေတောက်ကြနေအထိည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ချင်းပြည်နယ်တွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူ အခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းမြစ်နာသတင်းချန်နယ် app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလေးစောင့်မျှော်ကြည့်ရှုနားဆင်နိုင်ပါပြီ။